မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ မဲပင်းဆန်လုံကြုံရင်နီလန်းရှာကုညီဖို့စကောင်စီရွေးကောက်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အပိုင်းလိုက်ကျင်းပမယ်ရွေးကောက်ပွဲမှာအတံပြုမဲ့မဲပင်းဆက်တွေလုံကြုံစွာရွှေပြောင်းပြီးနိုင်ဖို့တိုင်းနဲ့ပြည်နယ်အစိုးရဖွဲ့ရင်းနီနဲ့နီလန်းတွေရှာပြီးပံပိုးကုညီပေးကြဖို့စကောင်စီကပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကပြောပါရယ်။ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ဇွန်လ20ရက်နေ့ကနေပြည်တော်ရှိကော်မရှင်ရုံးမှပြုလုပ်တဲ့ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များညှိနှိုင်းစည်းဝေးမှာစကောင်စီကပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကိုကိုကပြောဆိုခဲ့တာပါ။မဲဆန္ဒရှင်ပြည် ည်သူတွေမဲပြရမှာလွဲကူစင်းရင်းနဲ့မဲမတမာမှုတွေမဖြစ်ပွားစေဖို့လာမယ့်ရွှေကပွဲမှာတနိုင်ငံလုံးအတိုင်းတာနဲ့မဲပင်းဆက်တွေအသုံးပြုမဲပင်းနိုင်ဖို့လိုအပ်တဲ့မဲပင်းဆက်တွေကိုထုတ်လုပ်နေတယ်လို့ဆိုပါတယ်။ရွှေကပွဲကိုအပိုင်းလိုက်ကျင်းပသွားမှာဖြစ်လို့ရရှိလာတဲ့မဲပင်းဆက်တွေကိုသက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်တွေစီတင်ယူပို့ဆောင်တာတူလောင်ထိန်ထိန်နာနဲ့ပြည့်စည်မှုမရှိစေဖို့စနစ်တကျသိမ်းဆဲစီမံနေတယ်လို့ဆိုပါတယ်။ ဒီအတွက်တိုင်းနယ်ပြည်နယ်လိုင်းမျိုးနယ်တစ်ခုနဲ့တစ်ခုကြားသမတ်ကာလအတွင်းမဲပေးဆက်တွေလုံခြုံစွာစနစ်တကျရွှေ့ပြောင်းပေးနိုင်ရင်သက်ဆိုင်ရာအစိုးရဖွဲ့ရင်းဤနဲ့ညီလန်းနေဝိုင်းဝန်းဆွေးနွေးပေးကြဖို့အကောင့်ထေဖော်ရဲကပံပိုးကူညီပေးကြဖို့ကော်မရှင်ဥက္ကဋ္ဌကပြောကြားခဲ့ပါတယ်။မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အတူရောင်ရွှေကောက်ပွဲစတင်တိုင်းဖြတ်ရေးကော်မတီအဖွဲ့ကောင်ဆောင်ဒေါက်တာသီရီမွန်ချန်းကမဲပေးဆက်တွေအသုံးမပြုနိုင်အောင်လုံခြုံရေးပြပြစေနိုင်မယ့်စည်းရုံးလှုံ့ဆော်မှုတွေစီစဉ်ထားတယ်လို့ဆိုပါတယ်။ရွှေကောက်ပွဲကိုတလတာအတွင်းအပိုင်းလိုက်ကျင်းပတဲ့အခါအဓိကအရေးကြီးတဲ့ electronic မဲ့ပိဆက်တွေကိုလည်းထိထိရောက်ရောက်အသုံးမပြုနိုင်ဘူးတနည်းအားနဲ့တနည်းအားကိုရွှေ့ပြောင်းသိမ်းယူနိုင်မှုမလုပ်နိုင်ဘူးပြည်သူလူထုရဲ့အသက်အန္တရာယ်ကိုလည်း တိုက်ခိုက်မထိခိုက်နိုင်တဲ့လုံခြုံရေးပြပြားစေနိုင်မယ့်စီးရေးလှုံရှားမှုတွေကိုလည်းပြုလုပ်သွားဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။မွန်ပြည်နယ်မှာစစ်ကောင်စီပြုလုပ်မဲ့ရွှေကောက်ပွဲကိုအပြည့်အဝဆန့်ကျင်မှာပြည်သူလူထုတွေပါဝင်လာဖို့တိုက်တွန်းလို့ဆိုပြီးမဟာပြည်ဝါတည်ရက်ကိုရေးဆွဲသွားမယ်လို့မွန်ပြည်ဖက်ဒရယ်ကောင်စီတတိယကြိမ်ညီလာခံကနေဆုံးဖြတ်ထားပါတယ်။ရွှေကောက်ပွဲကိုပြည်သူလူထုတွေမဲသွားမပြီးရအောင်ပြည်သူတွေရဲ့အသက်အန္တရာယ်တိုင်း ရိုင်းမထိခိုက်နိုင်တဲ့လုံခြုံရေးအခြေအနေပြတ်ပြားနိုင်တဲ့စီးရီးရလှုပ်ရှားမှုနီလန်မျိုးစုံနဲ့ပြုလုပ်သွားဖို့စီမံချက်ချထားတယ်လို့ဒေါက်တာတီနီမွန်ချန်ကဆိုပါတယ်။စစ်ကောင်စီကတော့ရွှေကောက်ပွဲမှာမဲပေးဆက်တွေ၊ကင်တွေအသုံးပြုမဲမဲယုံဝန်တန်းတွေစင်ပွားတင်တန်းနေပြီးမဲအစီအစဉ်တွေနဲ့မဲပေးဆက်တွေကိုရွှေ့ပြောင်းရမှာကြိုတင်စီမံထားဖို့လိုအပ်ကြတွေကိုညှိနှိုင်းစည်းဝေးမှာဆွေးနွေးကြမယ်လို့သတင်းထုတ်ပြန်ထားတာပါ။မဲပေးဆက်၊ကင်တွေအသုံးပြုနေတင်တန်းနေပို့ချရင်းနဲ့ရွှေကောက်ပွဲအပိုင်းလိုက်မဲပေးဆက်တွေရွှေ့ပြောင်းရေးလုပ်ငန်းတွေကိုကော်မရှင်အဖွဲ့ဝင်တွေတိုင်းနယ်ပြည်နယ်ကြီးတွေကျွမ်းကျင် င်ပညာရှင်တွေနဲ့ဆွေးနွေးထားပြီးမြေအသေးစိတ်ကိုတော့အတိပေးခြင်းမရှိပါဘူးပြည်သူ့ကာကွယ်ရေးတပ်မတော်တထုံခရိုင်တာဝန်ခံကိုရင်မင်းထွန်းကစစ်ကောင်စီရဲ့နိုင်ငံထွက်ပေါက်အတွက်ပြည်သူတွေကြုံသက်ရှိစေမယ့်ရွှေကပွဲကိုနှီးမျိုးစုံဆန့်ကျင်သွားမယ်လို့သတင်းဌာနကပြောပါရတယ် ပြည်သူတွေရဲ့ဆန္ဒနဲ့လူလူလာလာမဲပြီးခဲ့ကြတဲ့2020ရွှေကောက်ပွဲကသာကျွန်တော်တို့ရဲ့တည်ရဝင်ရွှေကောက်ပွဲဖြစ်တာပေါ့ဒါကြောင့်စစ်ကောင်စီနေနဲ့နိုင်ငံရေးထွတ်ပေါက်တစ်ခုတည်းကိုပြုလုပ်မဲ့ပြည်သူတွေကိုလည်းကျွန်တက်ရှိစေမဲ့အတူရောင်ရွှေကောက်ပွဲတော့ကျွန်တော်တို့ညီမျိုးစုံနဲ့စမ်းကြင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်မြန်မာနိုင်ငံမှာကျင်းပပြီးစီးခဲ့တဲ့အထွေထွေရွှေကောက်ပွဲဒီမှာမဲလက်မှတ်ဆက်ကူနဲ့တာရွှေကောက်ခံကိုစလဲရီကိုဆန္ဒပြုရွေးချယ်ခဲ့တာပါဒါပေမဲ့အာနာသိန်းစစ်ကောင်စီကတော့ရွှေကောက်ပွဲမှာပထမအဆုံးချိန်အလက်ထရောနစ်မဲပေးဆက်နဲ့ဆန္ဒမဲပေးနိုင်ဖို့ပြောင်းလဲစီစဉ်ခဲ့ပါတယ် ဒီအတွက်တည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ဖွင့်စည်းပုံမှာ electronic mail ပေးဆက် EVM ဌာနကိုထည့်သွင်းပြီးတိုးချဲ့ဖွင့်စည်းဖို့ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလဆန်းမှာပြုလုပ်ခဲ့တဲ့အစိုးရဖွင့်အစည်းအဝေးကနေသဘောတူခဲ့တာပါဖွင့်စည်းပုံမှာရွေးကောက်ပွဲခုံရုံးဌာနကိုဦးစီးရာရှိရာထူးငါးနေရအမှုတန်းရာထူး20နေရထပ်မံတိုးချဲ့ပြီးသူတည်တနာနဲ့မှတ်တမ်းဌာနကုကင်းမှုအောက်မှာမဲစင်းရဲ့ EVM ဆိုင်ရာဌာနခွဲကိုအရာရန်နဲ့အမှုတန်းရာထူး28နေရကိုပါထည့်သွင်းတိုးချဲ့ခဲ့တာဖြစ်ပါတယ်ဆီယာနာရှင်စနစ်တော်လိုင်းကိုရှင်ဆိုင်နေရတဲ့စစ်ကောင်စီ နဲ့မြို့ပေါင်း90ကျော်ကိုလက်လွတ်ထားပြီးမြရွှေကောက်ပွဲကိုနိုင်ငံတော်ရှိမြို့နယ်စုစုပေါင်းရဲ့80ရာခိုင်နှုန်းကျော်မှာကျင်းပဖို့ရာတာပါ။ KNB ဂျာကလာအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူးနှင့်ဥပညာကရွှေကောက်ပွဲမဖြစ်အောင်အင်အားသုံးဖြည့်ဆည်းတဲ့နည်းတွေရှိသလိုပြည်နိုင်ကြီးတွေကနီလန်းတွေကိုစဉ်စားလှုပ်ဆောင်ပေးကြတယ်လို့သတင်းဌာနကပြောပါရယ်။ ရွှေကောက်ပွဲဖြစ်အောင်ပဲစုဖွဲ့ကမှအလွယ်တကူထိုင်ကြည့်နေမှာမဟုတ်ဘူးအဲဒီတော့ပုံစံမျိုးမျိုးနဲ့ကြိုးစားကြမှာပေါ့ဒါကတော့တိုင်းရိုက်အင်အားသုံးဖြည့်စည်းတဲ့စနစ်တစ်ခုလည်းရှိသလိုလုံးလုံးရတဲ့နီလန်ရှိသလိုတခြားပုံစံမျိုးလည်းစဉ်းစားနေကြတယ်ဖြစ်နိုင်ခြေတွေလည်းကနေရှာနေကြတာလေကျွန်တော်တို့သိထားတယ်ဒါပေမဲ့ဒီဟာကအခုချိန်မှာပြောလို့လည်းမကောင်းဘူးပေါ့ဒါကရွှေကောက်ပွဲမဖြစ်အောင်ပုံစံမျိုးနဲ့တော့စဉ်းစားလှုပ်ဆောင်နေကြတယ်ဆိုတာကတော့ကနဦးပြောလို့ရတယ်လို့ဆိုပါတယ်စစ်ကောင်စီတိုးယူထားတဲ့အရှိပေါ်တက်တန်းကုံဆုံးမဲ့ဇူလိုင်း31ရက်နေ့မှာမြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကနေချ မှတ်မဲ့ဆုံးဖြတ်ချက်အရွေကိုလည်းအရင်ဆောင်ကြည့်ရအောင်မယ်လို့ဥပညာကထောက်ပြပါရယ်တော်လိုင်းအင်အားစုတွေကစစ်ကောင်စီရဲ့ရွှေကောက်ပွဲကိုစန့်ကျင်တိုက်ဖြတ်သွားမယ်လို့အသိပေးထားသလိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းဆရာနာရှင်စနစ်ကိုအမြင့်ပြတ်ဖို့အထွေထွေထိုးစစ်ဆင်နွှဲမယ်လို့ထုတ်ပြောထားတာပါပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကတော့နေမြေချီနေရကန့်သက်ချက်ရှိတဲ့နေမြေတွေကလွေးရင်တိုင်းနဲ့ပြည်နယ်တွေအားလုံးဦးစားပေးအစီအစဉ်တိုင်းရွေးကောက်ပွဲကျင်းပဖို့ရှာထားတယ်လို့အသိပေးထားပါရယ်။နောက်ထပ်တစ်ပုံအနေနဲ့မင်းလာတိုက်ပွဲအရာရှိတချို့တည်ဆုံပြီး Now, နောက်ထပ်တစ်ပုတ်အနေနဲ့မင်းလာနယ်တိုက်ပွဲအရာရှိတချို့တည်ဆုံပြီးနောက်စစ်ကောင်စီတပ်စစ်ကြောင်းထိုးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မင်းလာနယ်တိုက်ပွဲအရာရှိတချို့တည်ဆုံပြီးရဲ့နောက်စစ်ကောင်စီတပ်စစ်ကြောင်းထိုးတယ်လို့သိရပါတယ်။ဒုတိယပုံမူကြီးပါဝင်စစ်ကောင်စီအရာရှိလင်းဦးတည်ဆုံခဲ့တဲ့မင်းလာမြို့နယ်အတွင်းစစ်တပ်ကအင်အား800ခန့်နဲ့စစ်ကြောင်းထိုးလာပြီးတည်ဆုံခဲ့တဲ့ပုံမူကိုစစ်ကောင်စီကရှာတူးတိုးပစ်လိုက်တယ်လို့သိရပါတယ်။ပဲခူးတိုင်းမင်းလာမြို့နယ်ရှမ်းကုန်းပြည်လမ်းပိုင်းပါဝင်နေရာတချို့မှာဆုံလာ16ရက်နဲ့19ရက်ကတိုက်ပွဲများအပြင်းထန်ဖြစ်ခဲ့ပြီးစစ်ကောင်စီမှရာရှိအချို့ပါဝင် ွင်း20ကျော်တည်ဆောင်ကြောင်းတာယာဝတီခရိုင်မှတ်3တက်ရင် P2383 ကသတင်းထုတ်ပြန်ပါတယ်။တည်ဆောင်သူတွေမှာတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဒုတိယပုံမှုကြီးစောမျိုးဝင်အုပ်ပုံမျိုးနဲ့စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တဲ့ပုံမှုဖြုံမင်းဦးတာယာဝတီခရိုင်ခရိုင်ရဲတပ်ဖွဲ့မှဒုတိယရဲမှုကြီးစိုးခိုင်မဲလာမျိုးနဲ့စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တဲ့ပုံမှုရန်နိုင်အောင်တို့ပါဝင်ပါတယ်။တည်ဆောင်သူတွေရဲ့စွန့်သွတ်ကိုမဲလာထွေအုပ်ယုံမှဒီနေ့လုံမှာပါဝန်ထမ်းတွေကြောက်နေကြလို့ပွင့်ရွတ်တာလို့လဲကြတယ်။တမျိုးလုံးလုံးကြုံကြီးပတ်နေတဲ့ရှန်ကုန်ပြည်လမ်းရဲ့အရှိတ်ဘက်ကရွာ တွေကိုစစ်ကြောင်းထိုးနေရလို့ဆိုပါတယ်စစ်ကောင်စီဝါရဖြန့်ချီလူမှုကွန်ရက်များမှာတည်ဆောင်းခဲ့တဲ့ပုံမှုရန်နိုင်အောင်ကိုဒုတိယပုံမှုကြီးရာလူတို့ပြထားပြီးစွန့်သွတ်တရားပွဲကိုဒီကနေ့ပြုလုပ်မယ်လို့ဖော်ပြထားပါတယ်စစ်ကောင်စီအထည်နာခဲ့တဲ့စွန်လ16ရက်နေ့19ရက်ကစစ်စင်ရေးကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသဘကိုတိုင်းစစ်ဌာနဖြူဟာ22လောက်ခန့်တိုင်ရင်းနေဖြစ်တဲ့တာယာဝရီခိုင်အမှတ်3တိုင်ရင်တာယာဝရီခိုင်အမှတ်1တိုင်ရဲ့တက်ခွဲချောက်အေယာညီနာ PDF MDF Special Force နဲ့ SHO ချင်း Defense Force ACDF မဟာမိတ်တပ်များပူးပေါင်းတိုက်ခိုက်ခဲ့ ထည့်တာလို့ဆိုပါတယ် ဇွန်လ22ရက်နေ့စစ်ရေးအခြေအနေမှာစစ်တပ်ရဲ့စစ်ကြောင်းတုံးကြောင်းကရခိုင်ရက်ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့ချင်းရွာရီဘက်ကိုစစ်ကြောင်းထိုးနေတယ်လို့တာယာဝတီခရိုင်မှတ်သုံးတက်ရင် P2380 ထံမှသိရပါဗျ။ဒါအပြင်ဇွန်လ17ရက်နေ့ဇက်ကိုရက်တို့မှလည်းတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်မှတိုက်ဆုံထိခိုက်မှုတွေရှိခဲ့တယ်လို့တော်လိုင်းရဲဘော်အချို့လည်းတိုက်ဆုံခဲ့ပါဗျ။လက်ရှိမှာဒေသခံများစစ်ပေးရှောင်နေရပါဗျ။တာယာဝင်ခရိုင်တွင်းရှိပြည်သူများအနေနဲ့စစ်ကောင်စီတပ်ရဲစခန်ထွေအုံရုံရဲကင်းစခန်လမ်းပိုင်ကင်းစခန်များအနီးဆိုင်ခန်းဖွင့်ဈေးရောင်းချခြင်းအိမ်ဆောင်နေထိုင်ခြင်းအချိန်ကြာ ြာမြင့်စွာရက်တန့်စကားပြောခြင်းမပြုလုပ်ကြဖို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDM မှနေမြေလုံခြုံရေးအတွက်လိုအပ်ပြီးထုတ်ပြန်တဲ့ထုတ်ပြန်ချက်တွေကိုနားလည်ပြီးပြီးပူးပေါင်းဆောင်ရွက်ပြီးကြဖို့တာယာဝီကန်မတုံးတရင်ကထုတ်ပြန်ထားပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ TNL ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ကန်ကြီးရွာကိုစကောင်းစင်ကအင်အားလုံးရင်းနဲ့ပြန်လည်သိမ်းပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ TNL ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ကန်ကြီးရွာကိုစကောင်းစင်ကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက်အဲ့ဒီရွာကိုလည်းလွတ်ခရာကြောင်းမြေပြင်တည်င်းအရင်းမြစ်တွေစီကတည်ရပါတယ်။ပြီးခဲ့တဲ့ဇွန်လ9ရက်မှာစကောင်းစင်ကကန်ကြီး ီးရွာကိုသိမ်းပိုင်နိုင်ခဲ့ပြီးရဲ့နောက် TNL ပူပေါင်းတပ်တွေကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက်ဇွန်လ9ရက်မှာကန့်ကြီးရွာအပြင်တပ်စခန်းတချို့ကိုပူပေါင်းတပ်တွေကပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ဒါပေမဲ့တပတ်ခန့်အကြာမှာစစ်ကောင်စီကအင်အားများပြားနဲ့ပြန်လည်ထိုးစစ်ဆင်ခဲ့တဲ့အတွက်ကန့်ကြီးရွာကို TNL ကလက်လွတ်ခဲ့ရတဲ့ပြင်ဇွန်လ20ရက်မှာစစ်ကောင်စီတပ်တွေကတရက်ကုန်းရွာထိရောက်ရှိလာကြောင်းမြေပြင်စည်ရေးတည်င်းရင်းမြစ်တုံးကပြောပါတယ်။အခုတော့ဆစ်စစ်တက်ကကန်ကြီးကိုကြော်လာပြီးတည့်ရကုန်းထီရောက်နေပြီကျွန်တော်တို့လည်းအပြင်းထန်ခုခံနေပါတယ်လက်ရှိမြေပြင်အခြေအနေကတော့တိုက်ပ ွဲစက်တိုက်ဖြစ်နေပါတယ်စစ်တပ်ဘက်ကလည်းအစိမ့်ငွေဘုံတွေအသုံးပြုပြီးနိုင်စင်တိုက်ခိုက်နေရလို့ဆိုပါတယ်ဒါအပြင်နောက်ကျုံမျိုးနယ်ရှိလက်ပံကုန်းတရက်ကုန်းညံတော့ရွှေသွန်းလုံဝဲအုံမတိနဲ့ဆမ်ဆဲကျေးရွာတွေမှာလည်းစစ်ကောင်စီနဲ့ TNL တို့ကြားတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီးစစ်ကောင်စီဘက်မှလက်နက်ကြီး144လုံးနဲ့ drone နဲ့ပုံ32လုံးလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဇွန်လ21ရက်မှာ TNL ကထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့ဇွန်လ18ရက်ကလည်းအုံမတိလမ်းကွဲမှာစစ်ကောင်စီပြစ်ခတ်မှုကြောင့်ကားတစ်စီးပေါ်မှာလိုက်ပါလာတဲ့အရသာတအုပ်တီဆောင်ပြီးဇွန်လ19ရက်မှာလည်းစစ်ကောင်စီလက်နက်ကြီးကြောင့်စစ်ပီးရှာ ောင်တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်တို့ဒူဇွန်လ16ရက်ကလည်းဆမ်ဆဲကျွရကိုစစ်ကောင်စီကလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့တာကြောင့်အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။တိုက်ပွဲကစတိုက်ဖြစ်နေတဲ့စစ်တပ်ကလည်းအ short ပြီးမဲ့အနေထားမရှိဘူး။မြို့နယ်တဖြည်းဖြည်းနီးလာတော့ကြောင်မဲကိုထွက်ပြေးနေရတယ်။ ကျွန်တော်တို့ဘယ်ကိုပြင်းရင်ကောင်းမလဲစဉ်းစားနေတယ်။နောင်ချုံနဲ့ကြောင်မဲကလည်းတိတ်ဝေးတာမဟုတ်ဘူး။နောင်ချုံကမခုခံနိုင်ရင်ကြောင်မဲလည်းရောက်လာမှာစိုးရင်ရတယ်လို့အုံမတိရွာကံမျိုးသားတောင်ကပြောပါရယ်။ပြီးခဲ့တဲ့ AP 29ရက်ကစတင်ပြီးနောင်ချုံဒေသခံတချို့ကကြောင်မဲမျိုးရှိချင်းရွာတွေကိုထွက်ပြေးတင်းရှောင်မှုတွေပြုလုပ်နေတာဖြစ်ပါရယ်။လက်ရှိနောင်ချုံမျိုးမှာကြောင်မဲကိုထွက်ပြေးတင်းရှောင်လာတဲ့စစ်ပေးရှောင်တွေကတထောင်နီးပါးရှိပြီးအကူအညီများလိုအပ်လျက်ရှိကြောင်းစစ်ပေးရှောင်တွေကိုကူညီပေးနေတဲ့သူတွေထံမှသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါရယ်ရှင်။